2024ခုနှစ် UNODC ရဲ့မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာမှာမြန်မာနိုင်ငံဘိန်းဆိုင်ပြုမှုနဲ့ထောက်လုပ်မှုမှာအများဆုံးနိုင်ငံဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။အဆိုဆုံးကတော့ရှမ်းပြည်ထဲမှာဘိန်းဆိုင်ပြုထောက်လုပ်မှုကတော့88ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်နေပါတယ်။ ပင်ဆိုင်ပြောထလုံးမှုများလာတဲ့အတူတုံဆွဲမှုတွေကလည်းများလာပြီးတော့အသက်မပြည့်သေးတဲ့လူငယ်တွေကစမူးယစ်ဆေးဝါးတွေကိုတုံဆွဲတက်လာကြပါတယ်။တစ်ဖက်မှာလည်းဆက်အနာတိုင်မှုကြောင့်စီးပွားရေးတွေကျဆင်းလာပြီးတော့လှုပ်အားခနဲ့မညီများတဲ့လက်ခတွေကိုရပ်နေကြတာကြောင့်လူငယ်တွေចောင်းထွက်ပြီးတော့အလုံးလုံးပြီးမူးယစ်ဆေးဝါးတွေကိုဆွဲတုံးနေတာတွေလည်းရှိနေပါတယ်။ ။ဒါကြောင့်ဒီတစ်ပတ် podcast ထဲမှာတော့ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်နေတဲ့ရှမ်းပြည်ထက်ကမူးယစ်ဆေးဝါးတွေကိုတုံးဆွဲနေတဲ့အသက်မပြည့်တဲ့လူငယ်တွေရဲ့အကြောင်းကိုလာရောက်တင်ဆက်ပြတော့မှာဖြစ်ပါတယ်။ဆမ်ဘာအတွင်းမှာလုံခြုံရေးအရာနာမည်နဲ့အတံကိုတော့အစာထောတုံးပြူထားပါတယ်။တကယ်လို့မူရင်းဆမ်ဘာကိုပြန်လည်ဖက်ရှုချင်တယ်ဆိုရင်တော့ www.shannewbarmis.org မှာတွားရောက်ဖက်ရှုနိုင်ပါတယ်။ကျွန်တော်တော့ဆက်ဆံပါမယ်။ W1 ဈေးနှပြားလောက်တုံးထားလို့ရှိရင်အရန်ကိုနေလို့ကောင်းပြီးတော့မပင်ပန်းဘူးလို့ဆက်ပြွေလောက်ကင်နေတဲ့ကိုမောင်ငယ်ကပြောပြပူပါတယ်။ကိုမောင်ငယ်ကဆက်ပြွေလောက်ကင်တူဖြစ်ပြီးတော့တောတွေရှင်းလင်းတာထင်းခောက်တာတွေကိုပြုလို့ရပါတယ်။ဒီလောက်တွေကိုသူကနေ့တိုင်းလုပ်နေရတော့ပင်ပန်းမှုတွေဖြစ်လာတဲ့အတွက်ကြောင့်တရက်ကိုတထောင်ကျက်ရင်းပြီးတော့ W1 ရပါဈေးပြားကိုဝယ်တုံးလေးရှိပါတယ်။ စေးတလုံးကို900ကျပ်ကုန်ကြပြီးတော့တရက်ကိုနှလုံးဝယ်တော့တော့အလောလောရတာမှပင်ပန်းတော့ပဲအလောက်ကျန်းတွေကိုလည်းဆက်တိုက်လုပ်နိုင်ပါတယ်။တကောကိုမောင်ငယ်ကနှစ်စင်နဲ့အများအတုံးပြူလာခဲ့တာဖြစ်ပါတယ်။ကွန်မောင်ငယ်ဟာရှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ကျွရတခုမှနေထိုင်ပြီးတော့ WY စေပြာသုံးဆွဲပြီးအလောက်လုံနေတာနင်းနေချီရှိပါပြီ။ကိုတိုင်းကလည်းရပစေပြာတွေကိုရောင်းချနေတဲ့တူတူဖြစ်ပါတယ်။ WY ရပစေပြာကိုသုံးဆွဲနေတာကတော့ရွာငံမြို့နယ်ကကွန်မောင်ငယ်တယောက်ထဲတော့မဟုတ်ပါဘူး။ ်သူ့လိုပဲအလောက်ကျန်လောက်ကန်တဲ့အမျိုးသားတွေအားလုံးဒီပါ30ဆမျိုးရှိပါတယ်ဒီဆေးကိုသုံးဆွရင်ပင်ပန်းမှုကိုပျောက်စေပြီးတော့အရတာကိုတဘောကြလို့မဟုတ်ရင်အရန်ပင်ပန်းနေလေမကောင်းတာကတော့တည်ရယ်ကိုမငယ်ထမနစ်စင် WY ရာမဆေးပြားကိုလာရောက်ဝယ်ယူသုံးဆွတူတွေရှိပါတယ်အဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့ចောင်းသားလူငယ်တွေလည်းပါဝင်ပါတယ် အဲ့ဒီចောင်းသားလူငယ်တွေကတော့အင်ရဲ့စီးပွားရေးအခြေအနေကြောင့်ចောင်းဆက်မတက်တော့ဘဲနဲ့ရွာမှာအလုပ်ကျန်းတွေကိုလောက်ကင်နေကြတဲ့အတူတူဖြစ်ပါတယ်။ဒါကြောင့်သူတို့လည်း W ဘိုင်ဆိုတဲ့ရပါစေးပြားကိုစံတုံးပြီးတော့ဆွဲထားတာတွေလည်းရှိပါတယ်။ရောင်ငံမြို့နယ်ကဆယ်ကျော်တက်လူငယ်တွေဟာကိုဗစ် -19 ကြောင့်နဲ့ကျောင်းနာထားရပြီးတော့2021ခုနှစ်ဆက်အနာသိမ်းမှုကြောင့်ကျောင်းဆက်မတက်နိုင်တော့ပဲလေလွတ်နေတာတွေနဲ့ကြုံတွေ့နေရတဲ့အခြေအနေတွေဖြစ်ပါတယ်။ အဲ့ဒီလူငယ်တွေဟာလက်ရှိမှာတော့ရောင်ငံမြို့နယ်ကျေးရွာထဲမှာခြံလုံငန်းတွေကိုအယွန်းနဲ့မလိုက်အောင်လောက်ကန်နေကြရသလိုအခုလိုစီးပွားရေးခက်ခဲချိန်ဝိုင်းရေးအတွက်ရုန်းကန်နေရတဲ့အချိန်မှာမိသားစုဝင်တွေကိုတဖက်တလန်ကနေဝင်ငွေကူရှာပေးနေတဲ့သူတွေဖြစ်ပါတယ်တဖက်မှာလည်းလောကဒဏ်ရတံကိုငယ်ရွယ်တဲ့အချိန်မှာမခံစားနိုင်တဲ့အတွက်ကြောင့်စိတ်ကြဆွေးပြ WY ရပါဆေးပြကိုတုံဆွဲလာကြတာဖြစ်ပါတယ်။လူငယ်တွေတုံးနာများတဲ့အသက်၁၄၅နှစ်အရွယ်အားစပြီးတုံးနေပြီ ကျွန်တော်ကတော့တောက်လေတောက်တယ်ရောင်းလေရောင်းတော့ကလေးတွေကဖုံးဆက်ပြီးဝင်နေကြတယ်ကိုမောင်ငယ်ထံဆက်ကြဆေးပြားလာဝယ်တဲ့သူတွေဟာတစ်နှစ်ကိုအနည်းဆုံး၃ဦးကနေအများဆုံး၁၀ခန်းထိရှိပါတယ် တအိုးကိုနှစ်ပြားကနေသုံးပြားထိဝယ်ယူသုံးဆွဲလက်ရှိကြကြောင်းကိုလည်းဆိုပြပါရယ် WY ရမဆေးပြားသုံးဆွဲမှုဟာအလောက်အကင်ပင်ပန်းမှုကိုဖြေဖြောက်ရန်အတွက်အသုံးပြုကြတယ်လို့စင်ချင်ဘေးဘေးစတင်သုံးဆွဲကြပေမဲ့လည်းနောက်ဆက်တွဲမှာတော့မူးယစ်ဆေးပွားကြောင်းခိုးဆိုးလို့ရမှုတွေတစ်ချိန်တစ်ခါမှမကြဖူးတဲ့မွေးပွားတကူပြန်ပြီးတတ်တဲ့အမှုတွေဟာလည်းရွာငံမြို့နယ်ပေါ်မှာတစတစပုံများပြားလာခဲ့ပါရယ် ဒီလိုမူးယစ်ဆဲပါတုံဆွဲတဲ့လူတတော်များများဟာစိတ်မတုံရတဲ့အချိန်မှာစိတ်မရှိတာတွေဒေါသတွေထက်မြန်တာတွေအင်္ဂလူတွေပြဿနာရှာတတ်တာကြောင့်ရွာငံကမူးယစ်ဆဲပါတုံဆွဲနေတဲ့သူတွေရဲ့အမျိုးသက်တူတွေကပြောပြပါဗျ။ရွာငံမြို့နယ်ဟာဒနုလူမျိုးတွေအများဆုံးနေထိုင်ကြပြီးတော့တောင်ယာအလုတ်ခြံအလုတ်တွေကိုအေးအေးချမ်းချမ်းလောက်ကင်နေကြတာဖြစ်ပါတယ်။တော်ဆောင်တွေနဲ့ခြံဆိုင်ခင်းတွေရဲ့တဘာဝအလားကြောင့်အာနာမသိန်းခင်ကနိုင်ငံခြားတွေကိုပါဆွဲဆောင်နေတဲ့လက်ပတ်ဆရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါမဲ့2021ခုနှစ်အနာတိမ်ရဲနောက်ပိုင်းမှာဝင်ငွေနဲ့ထုတ်ငွေမများအောင်အလုပ်လုပ်နေရတာကြောင့်ဘယ်သူတည်ငတိမောရင်ပြီးရောဆိုတဲ့အတိုင်းမူရင်စေဝါတွေကိုဖြန့်ချီရောင်းချပါတော့တယ်။2020တောင်စက်တင်ဘာလအစောပိုင်းမှာလဲဈေးကြောင်နဲ့အသက်25နှစ်အရွယ်ရှိတဲ့တာဖြစ်သူကဖခင်ကိုဓာတ်နဲ့ခုံမှုကြောင့်ဖခင်ဟန်တန်းရ12ချက်နဲ့ချုပ်လိုက်ရပါတယ်။ဒါမဲ့ဈေးကြောင်နဲ့တာကိုတော့ရဲစခန်းကတညတာချုပ်နိုင်ပြီးပြန်လွတ်ပေးခဲ့ပါလဲ။ ်ဒါတွေပြင်မူးယစ်ဆေးဝါးကိုသုံးဆွဲတဲ့အမျိုးသားတွေဟာလည်းမူးယစ်ဆေးတန်ကြောင်အိမ်မှာရှိတဲ့ဆန်စီစာလက်ဖက်ချတွေကိုခိုးရောင်းပြီးတော့ W ဘိုင်ဆိုတဲ့ရာမဆေးတွေကိုပဲတောက်နေကြပါတယ်။ ဒီလိုမူးယစ်ဆဲပါတုံဆက်ပြီးဆက်ကြယူတွတ်နေတဲ့သူတွေကကို့မိဘတွေကို့အိမ်ထောင်ဖက်အမျိုးသမီးတွေကိုဓာတ်နဲ့လိုက်ခုန်နေတာဟာရွာငံမြို့နယ်တွေမှာကပါဘူးရွှေငံမြို့နယ်မှာအပြင်မူးယစ်ဆဲဝါနဲ့နာမည်ကြီးဖူးတဲ့ရှမ်းပြည်တောင်ပိုင်းနှက်ဆန်မြို့မှာလည်း2025ဖေဖော်ဝါရီလစပိုင်းတုန်းကတားဖြတ်သူကဆေးကြံပြီးတော့မိဘနှစ်ပါးလုံးကိုဒါနဲ့ခုတ်တက်တဲ့အထိရှိခဲ့ပူပါတယ်။ စစ်တပ်အာဏာတင်ပြီးတဲ့နောက်ပိုင်းနတ်ဆန်မြို့အတွင်းမှာမူရင်စေဘာတုံဆွဲတဲ့လူတွေကလည်းများပြားလာပြီးတော့နာမည်ကြီးတဲ့ကလပ်ဘားတွေ KTV တွေလောင်းကစားရုံတွေပွဲလမ်းတပင်တွေမှာဆိုလို့ရှိရင်မူရင်စေဘာတွေကိုအလဲတကူဝယ်ယူတုံဆွဲနေကြတယ်လို့နတ်ဆန်မြို့ကဒေသခံတွေကပြောပါတယ်လက်ရှိမှာဆယ်ကျော်တပ်အရွယ်ကစတုံးဆွဲလာပြီးတော့မွေးရစေဝါရောင်းဝယ်ဖောက်ကားတာတွေမွေးရစေဝါရရှိတဲ့နေရာတွေဟာနှက်ဆံမြုပ်ပီတုဆက်အတိုင်းပိုင်းတွေကမကင်းတဲ့နေရာတွေဖြစ်ပါတယ် ။နှစ်ဆက်မြန်မာတော့ W1 ရာဘဆေးပြားအပြင်ခေလို့ခေါ်ကြတဲ့မူရည်ဆေးပွားအဖြူရောင်အမုံ Happy Water ဆိုတဲ့ coffee အမုံပုံစံ coffee အနက်နဲ့တတိယအနက်ဆက်ကြဆေးတွေကိုလည်းပို့ပြီးတော့သုံးဆွဲလာကြပါတယ်။2024ခုနှစ်မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာအရမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံမှုနဲ့ထထုံမှုအနှဲငယ်ကျဆင်းခဲ့ပေမဲ့လည်းကမ္ဘာပေါ်မှာတော့ဘိန်းဆိုင်ပြုံမှုထထုံမှုကတော့အများဆုံးနိုင်ငံအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်တယ်လို့မြန်မာနဲ့ဒီဇင်ဘာ12ရက်နေ့ကနေ UNODC ကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာတနင်္ဂနွေနိုင်ငံလုံးထဲမှာရှမ်းပြည်က88ရာခိုင်နှုန်းအထိဘိန်းဆက်ပြုတ်ထွက်လွတ်မှုအများဆုံးဖြစ်နေကြောင်းကိုလည်း UNODC ကထုတ်ပြန်ချက်မှာဆိုထားပါဗျာ။တအားဖြင့်စစ်ကောင်စီရဲ့မူရင်းဆေးပါတိုက်ဖြတ်ရေးရဲရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ2024ခုနှစ်အတွင်းမြန်မာနိုင်ငံတဝန်းမြန်မာစစ်ငွေ1ဘီလီယံနဲ့အထက်မူရင်းဆေးပါဖန်ဆီးရပြီးတော့အဲထဲမှာစစ်ကြဆေးပြားအများဆုံးဖြစ်ကြောင်းကိုလည်းထုတ်ပြန်ထားပါဗျာ။ မြန်မာနိုင်ငံမှာပြည်တွင်းစစ်အခြေအနေနဲ့ဆက်ဖြတ်ကြမှုမူရစ်စေဝါကုံတွယ်မှုတွေညှင့်တက်လာနေပြီးတော့ဆက်ကြဆေးပြားနဲ့ဘိန်းဖြူဖန်ဆီရရှိမှုတိတိတတ်တာတိုးတက်နေတာကြောင့်ထိုင်းမူရစ်စေဝါနိုင်ငံရေးအဖွဲ့ကလည်းအခုနှစ်2025နှစ်စံပိုင်းမှာပြောဆိုလာပါတယ်။ ထိုင်းနိုင်ငံတွင်တို့မူရစ်ဆေးဝါးတွေကိုတယ်ဆောင်နေတဲ့အဓိကလမ်းကြောင်းကတောင်တန်းပေါ်တို့မဟုတ်မဲခါမြစ်ကိုဖြတ်ပြီးတယ်လာကြောင်းအဲ့ဒီတယ်ဆောင်လာတဲ့အထက်မှာမတ်တဖက်တမင်းနဲ့ ice တွေဖြစ်ကြောင်းထိုင်းနိုင်ငံမူရစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB ရဲ့ဒုတိယအတွင်းရေးမှူးကပြောဆိုခဲ့ပါတယ်မူရင်စေဝါရဆဝက်ကိုင်းတဲ့ဟာမြန်မာနိုင်ငံရှမ်းပြည်နယ်ကချင်ပြည်နယ်မှာအထူးတပ်ခွဲခန်းများထူထောင်ရန်ပြည်သူစစ်တွေလက်နက်ကန်အဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားကြောင်းထိုင်းအနာပိုင်များကဆိုပါတယ်။ ။တရချက်တွေကိုကြည့်ချင်အဖြစ်ရှမ်းပြည်တွင်မူးယစ်ဆွဲဝါးရောင်းနေတဲ့ဂိုင်းတွေနောက်ွယ်ကကျိုးကန်နေတဲ့အနာပိုင်တွေရှိနေတဲ့တွေကတော့ရှမ်းပြည်လူထုတွေကိုမူးယစ်ဆွဲဝါးအနေရက၆ချားအောင်မှာဖြစ်ပါတယ်။စစ်အာဏာတိုင်ပြီးနောက်ဒေတာအတွင်းတရားဥပဒေစိုးမိုးမှုမရှိတဲ့တိုင်းပြည်မှာတော့မူရင်စေဝါပပပြဖို့ထက်ပုံမှုကြီးထွားမလာအောင်ပဲထိန်းချုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ်မူရင်းစေဝါတုံးဆမှုပပြဖို့အတွက်လက်ရှိမှာတော့အချင်းချင်းကြားထိန်းသိမ်းဖို့နဲ့လူငယ်တွေအချင်းချင်းကြားမှာမူရင်းနှင်ထမရအောင်ဖိမကူညီဖို့အရေးကြီးပါတယ်ကိုပဝင်းကျင်းမှာလည်းမူရင်စေဝါတုံဆက်မှုကင်းစင်အောင်အချင်းချင်းဝိုင်းဝန်းကူညီဖို့တင့်နေပါပြီကျွန်တော်တော့သက်ဆိုင်ပါ